ကော့မြေမှာလဲတွင်းကိုတွေမြူးနိုင်တဲ့ Rangers Fenerbahce ဒုက္ခဆိုဂျာဗာဘရင်းနဲ့ညယူရိုပါလိ16တင်းအဆင့်ဒုတိယကြော့ပွဲချုပ်သုံးသက်ချံလာဇီယိုနဲ့ပေဇန်ည17:55ချက်မီကပထမကြော့မှာလာဇီယိုဟာပေဇန်ကို68မိနစ်အနိုင်ကုန်တဲ့အသေးခွဲခဲ့တာပါ ။ဒီရာဒီရိုပါလီကအင်ဂွင်း၄ခွဲစလုံးမှာလဲလာစီယိုဟာမရှုံးခဲ့ပဲ၃ခွဲနိုင်ထားပါတယ်။ပယ်ဆန်ကတော့ယူရိုပါလီမှာနောက်ဆုံးအဝေးကွင်း၂ပွဲဆက်ရှုံးထားသလိုအီတလီအသင်းတွေနဲ့အဝေးကွင်းတွေးဆမှုနောက်ဆုံး၄ခွဲစလုံးမှာလဲရှုံးထားတာပါ။တလောက်90အရှုံးပေါက်တဲ့လာစီယိုနှစ်ကိုးပြတ်သွားနိုင်ပါ रे ။ Olivia Cruz နဲ့ Boru Klein ည7:55 Norway မြေကပထမကြော့မှာ၃ကိုးပြတ်နဲ့ရှုံးထားလို့ အိုလံပီယာကော့စ်အတွက်ဖောင်ပြဲရမယ့်အခြေအနေပါဒီအသီရိုပါလီမှာလည်းဂရိကလပ်ဟာအင်ကွင်ရှုံးပွဲမရှိခဲ့ပေလေးပွဲနိုင်ထားပါတယ်နော်ဝေကလပ်ကတော့ဒီအသီရိုပါလီအဝေးကွင်းပွဲတိုင်းဂိုးပေးထားရသလိုနောက်ဆုံးအဝေးကွင်း၃ပွဲမှာလည်း၂ပွဲရှုံးထားတာပါတလုံးတည်းရေပေါက်တဲ့အင်ရှင်ရိတ်အောက်တာခေါလုံးတဲ့နေ front bus နဲ့ agent ည7:00နာရီစံက နယ်သားလိုက်မီကပထမကြောင်းမှာခြေစွမ်းမကွာကြပြီမဲ့အဆုံးသက်ပိုင်းအနေငယ်ပိုသာသွားတဲ့ front back ကကတ်နိုင်ခဲ့တယ်။ဒါပေမဲ့ပြန်ခွဲဆိုနောက်ဆုံး၄ဝဲမှာ၃ဝဲရှုံးထားတဲ့ front back ရဲ့လက်ရှိခြေစွမ်းကအားရစရာမရှိဘူး။အေချက်ကတော့ပထမကြော့အရှုံးကိုခြေဖြတ်နိုင်ဖို့ကြိုးစားလာမှဖြစ်တယ်လို့သူတို့မှအဆုံးသက်သေးချဖို့ပဲလိုအပ်တာပါ front back level တရားဆိုပေမဲ့အေချက်နဲ့ပဲစွန်စားခြင်းနဲ့ဘီဘောင်နဲ့ရိုမာည7:00နာရီစံက အီတလီမြေကပထမကျောင်းမှာဘီဘာအိုကစတင်ဦးဆောင်နိုင်ခဲ့ပြီးမြေရိုမကချေပါကိုပြင်63မိနစ်နိုင်ကိုနဲ့ပြန်ကမ်းပတ်နိုင်ခဲ့ပါတယ်လက်ရှိမှာလည်းဘီဘာအိုဟာပြန်ပွဲစုံနောက်ဆုံး၅ပွဲမှာတပွဲသာနိုင်ပြီးရုန်းကန်နေရတာပါရိုမကတော့စပိန်မြေမှာရရသိမ့်မကောင်းတက်ပေမဲ့6ပွဲဆက်နိုင်ထားပြီး10ပွဲဆက်မရှုံးခဲ့တဲ့လက်ရှိခြေစွမ်းရပိုတာပါတယ်ဘီဘာအိုလည်းပဲတရားဆိုပေမဲ့ရိုမမရှုံးနိုင်ပါဘူးစပါနဲ့အခမညနှစ်နာရီခွဲ နယ်သားနယ်မြေကပထမကြော့မှာစပန်ဟာပွဲချင်းအစောပိုင်းပေးရတဲ့ဒလုံးနဲ့သောအုံကုန်းနဲ့ကက်ရှုံးခဲ့တာပါ။ယောက်လန်နဲ့ကလဟာဒီယန်တီရိုပါလိကအင်ကွင်း၄ပွဲစလုံးမှာတော့မရှုံးခဲ့ပဲ၃ပွဲနိုင်ထားသလိုနယ်သားနယ်အသင်းတွေနဲ့အင်ကွင်းတွဲဆုံမှုနောက်ဆုံး၅ပွဲမှာလည်း၄ပွဲနိုင်ထားပါတယ်။ဧကမာကတော့ဒီယန်တီရိုပါလိမှာအဝေးကွင်းနိုင်ပွဲမရှိသေးသလိုအင်္ဂလိပ်မြေမှာလာကန်မှုတဲ့၉ပွဲစလုံးကိုလည်းရှုံးထားတာပါ။ဒလုံး30ရှုံးပေါက်တဲ့စပန်၂ဂိုးပြတ်မပြတ်ကိုသာကြည့်ရမယ်။ Rangers နဲ့ Fenerbahce ညနှစ်နာရီခွဲ ထမကြောင့်အင်ကွေးမှာမထင်မပင်း13နဲ့ရှုံးထားလို့ဖီနာပါဂျီဟာမထူးဆက်ခင်းရတော့မှာပါ။ဒီယာဒီရိုပါလီကရိန်ဂျာရဲ့အင်ကွေး၄ဘွဲမှာတော့၃ဘွဲကအပြန်အလှန်သွင်းကိုရှိထားတယ်။ဖီနာပါဂျီရဲ့နောက်ဆုံးယူရိုပါလီအဝေးကွင်း၄ဘွဲစလုံးမှာလည်းအပြန်အလှန်သွင်းရမှုတွေနဲ့အတူနှစ်ဖက်ပေါင်း၃ဂိုးနဲ့ထက်ရှိခဲ့တာပါ။ဂိုးပေါင်းစည်း၃၄၀နိုင်နဲ့အတူဂိုးပေါ်ပိုလှပါရယ်။ Lioness to Abukar ရဲ့ညနှစ်နာရီခွဲပထမအကြောအဝေးကွင်းမှာ13နဲ့အနိုင်ရထားလို့ လိုင်ယွန်အားကွာတာအတွက်အခြေအနေကောင်းနေပါလေဒါပေမဲ့လိုင်ယွန်ရဲ့ဒီယာဒီရိုပါလိအင်ဝင်ရတဲ့ဘိုင်းကတော့တည်ငြိမ်မှုမရှိခဲ့ဘူးစတူအားကတော့ပထမကြောတုန်းကခြေစမတားခဲ့ပေမဲ့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တာပါစတူအားဂိုးပြန်ရနိုင်လို့ဂိုးပေါင်းစည်း၃လုံး50အနိုင်နဲ့ဒီဘွဲမှာဂိုးပေါ်ကတာပိုစိတ်ချရနိုင်ပါလေမန်ယူနဲ့ဆူစီတက်ညနှစ်နာရီခွဲ စပိန်မြေကပရမကျော်မှာဝန်ဝန်းဆိုတော့နှစ်သင်းစလုံးအတွက်အခွင့်အရေးစတင်ရှိနေသေးပါဒုတိယကျော်အင်ကွင်းကရတဲ့မန်ယူကအခွင့်အရေးပိုရှိတဲ့ဆိုပေမဲ့အမော်ရယ်လက်ထက်သူတို့ရဲ့အင်ကွင်းရလက်ပိုင်းကသိပြီးအားရစရာမဟုတ်ဘူးစူစီတက်ကတော့အဝေးကွင်းစိတ်မချရသလိုမန်ယူရဲ့နောက်ဆုံးတွဲဆုံခုနှစ်ပွဲမှာလည်း၆ပွဲကနှစ်ဖက်သွင်းကိုနှစ်ဂိုးနဲ့အောက်ဖြစ်ထားတယ်ဂိုးပေါင်းစိနှလုံး၄၀အရှုံးနဲ့ဒီပွဲမှာဂိုးအောက်ပဲပိုကောင်းမှာပါ